โอเคကကြောဒီတစ်ခါတော့ကျွန်တော်တို့ lucky box skin တခုကိုမြန်မာငွေ18000နဲ့ねကျွန်တော်ဂုံးစင်းလို့ရမယ်နေကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်။ကဲလောလောဆယ်ကျွန်တော်အပြင်မှာကမိုးရွာနေတာဖြစ်တဲ့အတွက်ကျွန်တော်အပြင်အတန်နေပိုင်းတော့ကျွန်တော်တိခံပြီးနားထောင်ပြပါဗျ။ကဲဟုတ်ပြီ။ကျွန်တော်ယူရမှာကတော့အားလုံးတည်းအတိုင်းနောက်လို event မှာကျွန်တော်တို့ဒီနောက်လို skin နဲ့အပြင်တခြားကျွန်တော်တို့ lucky box skin တွေပါယူလို့ရမှာဖြစ်ပါတယ်။ကဲကျွန်တော်နောက်လို skin တွေကတော့အချင်းကွန်ထောက်နေရတဲ့လဲရမယ်။ ပြင်ကျွန်တော်တို့ lucky box စကင်တွေကတော့ကျွန်တော်တို့ coin 600နဲ့လဲရမယ်ပေါ့နော်။ဒီမှာပါတွေကတော့ကျွန်တော် alpha တွေနဲ့လှတယ်နော်။ cura ပါမယ်, franco ပါမယ်, mosco ပါမယ်, saver ပါမယ်နော်။အဲ့လိုအဲ့ဒီတော့မိုက်တယ်နော်။ hanabi လည်းပါမယ်နော်။ဒီက mosco နဲ့ကျွန်တော်တို့လှရဆို mosco လည်းလှတယ်။ဒါကျွန်တော်တို့ franco လည်းလှတယ်ပေါ့နော်။ okay ကတိကောင်လို့ကျွန်တော်တို့ကမြန်မာငွေကျွန်တော်တို့အဲ1800နဲ့ယူလို့ရမှာဖြစ်ပါတယ်။ကဲဟုတ်ပြီ။ဘယ်လိုယူရမလဲဆိုတော့တစ်ချက်အတူတူပြောမယ်။ ဒီမှာကကျွန်တော်တွေ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကနောက်တို့စကင်ကထောင်းနေရဆိုတော့သူ့ရဲ့တဝက်ဈေးပေါ့နော်အဲတဝက်ဈေးပဲရှိပါတယ်ကဲသူက600ဆိုတော့ကျွန်တော်နောက်တို့စကင်ရဲ့တဝက်ပဲဈေးရှိပါတယ်ကဲဟိုကကျွန်တော်တို့ဘလို့ယူရမလဲတစ်ချက်ကျွန်တော်ပြောပြပေးမယ်ကဲကျွန်တော်တို့ဈေးအားလေးမပြောခင်ဒီမှာကျွန်တော်တို့ပရီးမီယံဆပ်ပလိုက်ကိုတစ်ချက်ကြည့်ဟာ sorry ပရီးမီယံဆပ်ပလိုက်ကတစ်ချက်မဟုတ်ဘူးဒီဘက်ကကျွန်တော်တို့ ဒီမှာကျွန်တော်တို့ကတစ်ခုသိရမှာကကျွန်တော်တို့အချိန်20ရောက်လို့ရှင် free token တစ်ခါရမယ်အချိန်130ရောက်လို့ရှင်ကျွန်တော်တို့က10ခါရမယ်ပေါ့နော်ဒီအချိန်130ဒီကကျွန်တော်တို့ကတရားပေါ့အဲသွားဖို့မစင်မပြေဘူးပေါ့နော်ကဲကျွန်တော်ကျွန်တော်သိထားပါဒီအချိန်20ရောက်လို့ရှင်တော့ဒီတစ်ခါရမယ်ဆိုတော့သိထားဖို့လိုလဲဗျကဲဟုတ်ပြီကျွန်တော်တို့ဇယားလေးကိုတစ်ချက်တူတူတွက်ကြည့်လိုက်အောင်ဗျကဲဟုတ်ပြီ ဒီမှာကတော့အားလုံးကျွန်တော်တို့သိတိုင်းပဲအရင်လိုပဲကျွန်တော်ရက်ဆွဲပါမယ်ကျွန်တော်ဒီမှာပေါ်ပြချက်ပါမယ်သုံးရတဲ့အတိုင်းမို့ပါမယ်ကြံတဲ့အတိုင်းမို့ပါမယ်ကျွန်တော်စုစုပေါင်းကျွန်တော် draw ပါမယ်ပေါ့နော်စုစုပေါင်း draw ပါမယ်ကဲဟုတ်ပြီကျွန်တော်ဒီမှာကလောရမှာကတော့ကျွန်တော်တို့ free တုတ်ကန်အဲကျွန်တော် face one လာတဲ့အချိန်ပေါ့နော်ကျွန်တော်တို့အဲမေးလာကိုရနေမှာစပြီးတော့လောရမှာဖြစ်ပါတယ်ကဲဟုတ်ပြီကျွန်တော် free တုတ်ကန် face one နဲ့ကျွန်တော်တို့ကဒီအဲ lucky box skin တကူကိုရအောင်ယူမှာဖြစ်ပါတယ် ကျွန်တော်တို့ကဒီမှာကပထမဆုံး9ရက်နေ့မတိုင်ခင်မှာကျွန်တော်တို့ကဘာရမလဲဆိုရင်ကျွန်တော်တို့အိမ်ပန်လာပြီဆိုရင်ねကျွန်တော်တို့ကဒီမှာအခမဲ့ဒုက္ခ10ခုတတိရမှာဖြစ်ပါတယ်။ကဲအဲ့ဒါကကျွန်တော်တို့ဘာလဲဆိုရင်တော့ကျွန်တော်တို့ပရီလေးပေါ့နော်ကျွန်တော်တို့ဒီဖီလေးတွေအခုပုံမှန်ပြထားသလိုဖီလေးတွေစုရမယ်။အဲ့ဒီဖီလေးတွေ ਨੇ ကျွန်တော်တို့ကအဲဒီနောက်တော့အိမ်ပန်တော့ဖီဒုက္ခ10ခုလဲလို့ရမယ်။ပြီးကျွန်တော်တို့ဖာယုတ်ထူအိမ်ပန်မှာဒေါ်လဲဖို့ဖီဒုက္ခ10ခုလဲလို့ရပြီပေါ့နော်။ကျွန်တော်ဒီအိမ်ပန်ကကျွန်တော်တို့ လုံးဝဘာလည်းမသုံးသမလို့ပဲနဲ့ရမှာဖြစ်ပါတယ်။ကဲအဲ့ဒီကကျွန်တော်တို့က free token 10ခုနဲ့လှည့်တယ်မယ်ဆိုရင်ကျွန်တော်တို့ကအဲထားပါတော့ခုရက်နေ့မှာကျွန်တော်တို့10ချိန်ရသွားမယ်ပေါ့နော်။အဲ့ဒီခုရက်နေ့မှာပဲကျွန်တော်တို့က weekly bet 3ခုထည့်မယ်။အဲ့မှာကျွန်တော်ခုရက်နေ့မှာ free token ဖေးဆွမ်းလာပြီ။အဲ့မှာကျွန်တော် weekly bet 3ခုထည့်လိုက်မယ်ပေါ့။ထည့်ကျွန်တော်တို့မှလက်ကျန်တိုင်းဝင်160ကျမ်းပဲ။အဲ total တော့ကတော့ကျွန်တော်တို့ကဒီမှာ weekly bet ထည့်အောင်လို့မရဘူး။အဲ့မှာကျွန်တော်နေ့စဉ် short sin တဲ့ချိန်ထက်လဲလိုက်လို့ရှိရင် diamond 25လုံးသုံးမယ်။ total diamond ကျွန်တော်235လုံးကျမ်းပဲ။အဲ့မှာကျွန်တော်တို့ကစုစုပေါင်းတော့70ချိန်ရမယ်ပေါ့နော်။ ဲမှာကျွန်တော်ဖီတိုကန်ဖေးဆွမ်းအဖီတိုကန်တွေကိုမယူသေးဘူးအဲကျွန်တော်မေလာ10ရက်17ရက်အဲဒီမှာကျွန်တော်တို့ကစနေနေ့စီကိုကျွန်တော်တို့ကနေ့စဉ်ချော်စင်းနဲ့လှည့်သွားမယ်ပေါ့နော် ကဲကျွန်တော်တို့၁၀ရက်နေ့လည်းနေ့စဉ်ချော်စင်းတဲ့ကြိမ်လဲမယ်၁၇ရက်နေ့လည်းနေ့စဉ်ချော်စင်းတဲ့ကြိမ်လှည့်မယ်အဲဒါဆိုကျွန်တော်တို့က၁၇ရက်နေ့ထီဆိုကျွန်တော်တို့ရဲ့အဲလက်ကြံတိုင်းမောကျွန်တော်225လုံးကြံမယ်ဒူတယ်တော့က73ကြိမ်ရမယ်ပေါ့နော်အဲ၁၀ရက်နေ့ရောက်လို့ရှိရင်ကျွန်တော်တို့ကအဲဒါကကျွန်တော်တို့ဖရီတိုကန်နေမယူမဖြစ်နေမယူယူရမယ့်အနေကိုရောက်ပြီနော်အဲဒါနောက်ဆုံးရက်ဖြစ်ပါတယ်ကဲအဲ့ဒီအချိန်မှာကျွန်တော်တို့ကနေ့စဉ်ချော်စင်းတဲ့ကြိမ်လှည့်မယ်၁၀ရက်နေ့မှာကျွန်တော်နေ့စဉ်ချော်စင်းတဲ့ကြိမ်လှည့်မယ်ဒိုင်းမွန်220ကြံမယ်ဒူတယ်တော့ကကျွန်တော်တို့14ကြိမ်ရမယ်ပေါ့နော် ကဲအဲ့ဒီနေ့မှာပဲ၁၀နှစ်နေ့မှာကျွန်တော်နောက်ထပ်၃ချိန်ထပ်လိုက်လိုက်မှာဒိုင်းမွန်50လိုက်မှာပေါ့နော်ချော်စင်းမရှိတော့ဆိုဒိုင်းမွန်50ပြီးတော့၃ချိန်လိုက်လိုက်ခြင်းဒိုင်းမွန်150ကုန်မယ်လက်ကျန်တဲ့မွန်ကျွန်တော်80ပဲကျန်မယ်အဲ့ဒီမှာကျွန်တော်တို့ကဒူတယ်တော့18ချိန်ထိရတော့ပဲဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့က round 1ကကျွန်တော်တို့က phase 1ကကျွန်တော်တို့က feed တော့29ကိုရမယ်ကျွန်တော်ဒိုင်းမွန်လည်းသုံးပြီးသွားပြီဒိုင်းမွန်လည်းထည့်ပြီးသွားပြီပေါ့နော် ကဲအဲ့ဒါကျွန်တော်တို့ကဖြူတုကို29ကျင်းယူပြီးတော့လှည့်လိုက်မှာဆိုကျွန်တော်တို့ရဲ့တူတယ်တော့က46ကျင်းအထိရမှာဖြစ်ပါတယ်လက်ကျန်တိုင်းမက80ပဲပေါ့နော်80ကျန်နေအဲ့ဒီမှာကျွန်တော်မီလာ73 74 65 66 78 79 20 21 22 23ကိုကျွန်တော်တို့ကနေ့စဉ်ချော်စီးနေတစ်ချိန်ညက်လက်သွားကြုံပဲဘာမှမခက်ဘူးเนาะကျွန်တော်တို့က အဲအဲ့ဒီမှာကျွန်တော်တို့ကမီလာ23ရင်းနေဆိုရင်ကျွန်တော်တို့ရဲ့အဲတူတယ်တော့က58ချိန်ဒီရမှာဖြစ်ပါတယ်။ကဲကျွန်တော်အဲ့ဒီမှာကျွန်တော်တို့က Phase 2က Phase 2လာမှာဖြစ်ပါတယ်။ Phase 2ကကျွန်တော် login ဝင်တဲ့တက္ကသိုလ်ဆိုရင်ကျွန်တော်တို့က96ချိန်ဒီဒီရဖြစ်ပါတယ်ဗျာနော်။အဲ့ဒါကကျွန်တော်တို့အဲအားလုံးစုစုပေါင်းဆိုရင်ကျွန်တော်တို့က weekly ပဲ3ခုပဲထည့်ရမယ်။ကျွန်တော်9ရက်နေမှာ3ချိန်တစ်ခါပဲထည့်ရမယ်။ နော်ဂူဂလီဘတ်သုံးခုတစ်ချိန်မဲ့ထည့်ရမယ်ကျန်တာတွေကကျွန်တော်တို့ဘာမှလုပ်ဆရာမလို့ဒီတိုင်းလေးတူတယ်တော့နဲ့လှည့်သွားကြုံပဲနော်ဇရာလေးတိုင်းမလှည့်ပါဘာမှအဲမခက်ဘူးပေါ့ဒီနေ့မှကျွန်တော်ပြောစရာရှိတဲ့တစ်ခုရှိတယ်ဒီမှာကျွန်တော်တို့ဘယ်နေ့နေ့လဲဆိုရင်ကျွန်တော်တို့အဲမေလ12ရက်နဲ့13ရက်နေ့ကြားပါပေါ့နော် လေကျွန်တော်တူတယ်တော့မှကြည့်ရမယ်ဆိုရင်46နဲ့48ဖြစ်နေတယ်အဲ့ဒီမှာဈားထဲမှာကျွန်တော်တို့က46ပြင်49လာမှာเนาะအဲ့ဒီမှာကျွန်တော်46ကနေပြီးကျွန်တော်က48ကျွန်တော်ကဖြစ်သွားတယ်အဲ့ဒါကျွန်တော်ကမိပြီးတော့တခုထည့်ဖို့မိသွားတယ်ကဲအဲ့ဒါဘာလဲဆိုရင်တော့ကျွန်တော် free token တခါရမယ်အဲ့ဒါကကျွန်တော်တို့တူတယ်တော့20ပြည့်လို့ရှိရင်ဆိုတော့ကျွန်တော် even နဲ့မှာပြခဲ့တယ်လို့ပဲကျွန်တော်တို့တူတယ်တော့20ပြည့်လို့ရှိရင်ကျွန်တော်တို့က ်ဖီတိုကန်တကတ်ရရနော်အဲ့ဒါထဲဖို့မေ့သွားတာဖြစ်ပါတယ်အဲ့ဒီကျွန်တော်တို့နေ46နဲ့48ချောင်းမှာ50ခုတစ်ချိန်ကျန်စီတယ်နော်အဲ့ဒါလေးကျွန်တော်ကြော်သွားလို့မလို့အဲ့ဒါကကျွန်တော်တို့ဖီတိုကန်တူတယ်တော့20ချိန်မြောက်လဲချိန်မှာကျွန်တော်တို့ရမယ်တကတ်ကိုထဲဖို့မေ့သွားတာဖြစ်ပါတယ်ကြည့်ဒါဆိုကျွန်တော်တို့အားလုံးစုစုပေါင်းကျွန်တော်တို့ရကုန်ကျစရိတ်က weekly bet 3ခုကုန်မယ် weekly bet 3ခုကိုကျွန်တော်တို့ကမြန်မာငွေဘလောက်လုံး18000မှာကြမယ်ပေါ့နော် weekly bet တစ်ခုကို6000လဲဆိုရင်3ခုဆိုရင်6318ကျွန်တော်တို့18000ပဲကုန်မှာဖြစ်ပါတယ်ဒါကကျွန်တော်တို့ အ ਨੇ ဆုံးလဲကျွန်တော်တို့ဂုံးဆင်းလို့ရတယ်ဟာဗောနော်အဲဒီမှာကျွန်တော်တို့ကဟုတ်တယ်ကျွန်တော်တို့58ဆိုရင်58ထားပါတော့60ပေါ့အချိန်60ပေါ့နော်အချိန်60ဆိုရင်ကျွန်တော်တို့ကအရင်ကျွန်တော်တို့နောက်တူစကင်တစ်ခုကိုကျွန်တော်120လှည့်ရတယ်ဒီမှာကျွန်တော်တက်ဝက်ဆိုတော့ကျွန်တော်တို့ကတွက်လိုက်မှာဆိုရင်အချိန်60ဆိုရင်ဒီကြပေါ့ lucky box စကင်တစ်ခုရမှာဖြစ်ပါတယ်ကဲဟုတ်ပြီဒါကျွန်တော်တို့အ ਨੇ ဆုံးနဲ့ကျွန်တော်ဆွဲလို့ရမှာဖြစ်ပါတယ်ဘာမှချုပ်ချက်ခတ်တာလည်းမပါဘူးနော်အားလုံးရှင်းတယ် weekly bet 3ခုထည့်ပြီးတော့ video ကစက်ကအကုန်ပေါင်းလှည့်သွားကြုံပဲเนาะဒီမဒီဇာတိတိုင်းလှည့်သွားကြုံပဲเนาะဘာမှခက်ခဲမရှိပါဘူးအမှားသွားတဲ့ခုရှိတယ်ဆိုတော့ကျွန်တော်48နဲ့49ချိန်ကြားထဲမှာ40ခုကျန်ခဲ့တယ်เนาะဒါဆိုတော့ပြောလို့ပဲ B တကတ်မိကျန်ခဲ့တာဖြစ်ပါတယ်ကဲဟုတ်ပြီဒါကျွန်တော်တို့နောက်တို့ event မှာကျွန်တော်နောက်တို့ skin ကိုကျွန်တော်တို့လက်လန်းမမီရဲ့လူတွေအတွက်ဒါမှမဟုတ်ရင်လည်းကျွန်တော်တို့ လက်ကီဘော့စကင်မှာလက်ကီဘော့စကင်လိုချင်တဲ့လူတွေတော်ဒီမှာဒီဇာလေးတိုင်းခုံးစင်းလို့ရပါတယ်ကဲဟုတ်ပြီဒိုလေးကဒီလောက်ပါပဲဗျဒါကြောင့်ပြောဖို့မိတော့ကျွန်တော်ဒီဇာလေးလိုချင်ရင်ကျွန်တော်ဒီမှာလဲ second show ရိုက်လို့ရတယ်။ကဲဒီမှာရိုက်လို့ကျွန်တော်တို့မှုံနေတိတ်အဆင်မပြေဘူးဆိုရင်လဲကျွန်တော်ရဲ့ Telegram link မှာလာပြီးတော့ကျွန်တော်တို့ဒီဇာလေးကိုကျွန်တော် PDF file နဲ့ရောဓာတ်ပုံ file နဲ့ရောတင်ပေးထားမယ်။ကျွန်တော် Telegram channel မှာလာပြီးတော့ download ဆွဲလို့ရပါတယ်။ နောက်တစ်ခုကကျွန်တော်တခုပြောဖို့မိခဲ့လို့ကျွန်တော်ဆက်ပြီးပဲပြောရတော့မယ်။ကဲအဲ့ဒါဘာလဲဆိုရင်တော့ကျွန်တော် Telegram Channel မှာကျွန်တော် Diamond ရောင်းဖို့အဲပြီးရင်ကျွန်တော်တို့ RC ဆွဲဖို့အကောင့်လေး AI ရှင်းဖို့လို့ကျွန်တော် Admin တယောက်ရှိပါတယ်။ဒါသူ့ရှိမှာသွားပြီးတော့ Diamond ဝယ်ရတယ် Weekly Pack ဝယ်ရတယ်ကျွန်တော် AI ရှင်းတာတွေကိုသွားပြီးတော့လုပ်လို့ရပါတယ်ကြာနော်။ဒါကြလို့အဆင်မပြေခဲ့တာတခုရှိရင်ကျွန်တော်ရဲ့အဲကျွန်တော်ကိုလာပြီးတော့ဒါရရောလို့ရပါတယ်လုံးလုံးစက်သူနဲ့လှုပ်ကြည့်လို့အဆင်မပြေဘူးဆိုရင်ကျွန်တော်စီလာပြီးတော့ပြောလို့ရတယ်ဗျာကျွန်တော်ရှင်းပြလို့ရပါတယ် ကဲကျွန်တော်ကတော့တစ်ခါလေး role playing ပြန်လာရပါတယ်နောက်ကြအားရလေးရှိမယ်ကျွန်တော်တိတ်အလုံးမအားတဲ့အတွက်အတမင်းနဲ့ပဲကျွန်တော်တို့အလုံးလုံးလိုက်ပါနော်အဆင်မပြေဘူးဆိုရင်တော့ကျွန်တော်စီလာပြီးတော့အဲပြောလို့ရပါလိမ့်ဗျာနော် diamond ဝယ်တာဖြစ်ဖြစ် RC ဆွဲတာဖြစ်ဖြစ်ကျွန်တော်တို့အဲ account area လေးရှင်းတာဖြစ်ဖြစ်အဲသူစီမှာသွားပြီးတော့လုံးလို့ရပါလိမ့်ကြကဲဟုတ်ပြီဘလူးလေးကဒီလောက်ပါပဲအားလုံးစင်ပြေကြပါစေဗျာ